ဆိုတော့ java programming ကိုတုတ်တဲ့အခါမှာကျွန်တော်တို့အသုံးပြုမယ်ကျွန်တော်ဒီပညာတွေ software တွေကိုကျွန်တော်တို့ဒီသင်ခန်းစာမှာဒီ video မှာကျွန်တော်တို့အဆက်လက်လုပ်သွားမှာပေါ့နော်ဆိုပထမဆုံးအနေနဲ့အဲကျွန်တော်တို့ကဒီမှာသုံးမဲ့နည်းပညာတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့က IDE လို့ခေါ်ပါတယ်နော်ဆိုတော့ IDE ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ E အာ Integrated Development Environment လို့ခေါ်ပါတယ်နော်ဆိုတော့ IDE ဆိုတာကဒီ ဒီနည်းပညာနယ်ပယ်ပေါ့နော်ကွန်ပျူတာဆိုင်ယံနယ်ပယ်မှာကုတ်တွေရေးတယ်ဒီ programming လုပ်တယ်ဆိုရင်ဒီ core layer data chain တွေပေါ့တိကိုတီးထားရမယ်အသုံးနှုန်းဖြစ်ပါတယ်နော်ဆိုတော့သူရဲ့အရှိကောက်က integrated development environment လို့ခေါ်ပါတယ်ကျွန်တော်တလုံးချင်းစီကိုကျွန်တော်ရှင်းပြပေးပါမယ် integrated ဆိုတာကကျွန်တော်တို့ဆိုစူပေါင်းထားရပေါ့နော်ပေါင်းစပ်ထားရအဲကျွန်တော်တို့ဒီဖွဲ့စည်းထားတယ်ပြီးတော့ကျွန်တော်တို့အာတက်ဆင်ထားရပေါ့နော်ဆိုတော့ဒီလိုမျိုးအသုံးနှုန်းမျိုးကိုကျွန်တော်တို့ပြောရပါ ဆိုတော့နောက်တစ်ခုကကြ development ပေါ့ကျွန်တော်တို့ကအခုက code တွေရေးတော့မယ်ကျွန်တော်တို့ application တွေတိစောက်မယ် website တွေတိစောက်မယ်နော်အာ desktop application တွေတိစောက်မယ်နော်ဆိုတော့ထားပါအာကျွန်တော်သုံးမဲ့နည်းပညာတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကို develop လုပ်မှာဖြစ်တဲ့အတွက် development လို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့ environment ပေါ့နော်ဆိုတော့ environment ဆိုရယ်သဘောတရားပါလဲဆိုတော့ကျွန်တော်တို့ဒီလုံးမဲ့အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဟောသက်ဆိုင်တဲ့အကြောင်းအရာပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့ဆိုလိုချင်တာဥပမာကျွန်တော်တို့အာ photoshop လုပ်မဲ့သူဆိုရင်ကျွန်တော်တို့ photoshop နဲ့ပတ်သက်တဲ့ environment ပေါ့ နော်ဆိုတော့ဥပမာကျွန်တော်တို့ design ဆွဲမယ်ဆိုရင် design design ဆွဲတဲ့ environment ပေါ့ကုတ်ရေးရဆိုရင်ကုတ်ရေးတဲ့ environment ပေါ့နော်ဆိုတော့ပြောပြောချင်တာကကျွန်တော်တို့ကအခုအခုကျွန်တော် application တစ်ခုရေးမှထားပါတော့နော်ဆိုတော့အဲ့တော့ application ရေးဖို့အတွက်လိုအပ်တဲ့ဒီကျွန်တော်တို့မှာ environment တစ်ခုနော်ဆိုတော့ environment ထဲမှာရှိနေရလို့ပြောချင်တာဆိုတော့ကျွန်တော်တို့သူနဲ့ပတ်သက်တဲ့ဆိုင်ရာနော်ဆိုင်ရာဆိုင်ရာတွေအကုန်လုံးကိုကျွန်တော်တို့ကမလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ UV အသုံးပြုလို့လွယ်ကူအောင်လို့လုပ်ပေးထားတယ်ဆိုတော့ဥပမာထားပါတော့ကျွန်တော်က application တစ်ခုရေးတယ် ဒီတော့ကျွန်တော် application ထဲမှာကျွန်တော်မလုပ်လို့ဆိုတော့ပုံနေထည့်မယ်เนาะဆိုတော့ဒါမှမဟုတ် server ဘောကနေပြီးတော့ကျွန်တော် data တွေယူထည့်မယ်ဒါဆိုရင်အဲ့ server ဘောကနေပုံနေเนาะကျွန်တော် data တွေယူထည့်ဖို့အတွက်လွယ်ကူအောင်လို့ကျွန်တော်တို့ကို environment တွေလုပ်ပေးထားတယ်ဥပမာကျွန်တော်တို့ API တွေကျွန်တော်လွယ်ကူကျွန်တော်တက်စင်တာတွေနောက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ dependency တွေ library တွေလွယ်လွယ်ကူကူပဲ download လုပ်လို့ရအောင်ကျွန်တော်တို့အကုန်လုံး ready made เนาะလွယ်တတ်ထလွယ်အောင်လို့လုပ်ပေးထားတဲ့အရာမျိုးမို့လို့ကျွန်တော်တို့က environment ခေါ်ပါတယ် โอเคဆိုတော့ဒါတွေကတော့မဖြစ်မနေတည်ထားရအောင်เนาะဆိုတော့โอเคဆိုတော့ကျွန်တော်ကဒီမှာဒီအတိတ်ဘက်ကိုလည်းပြောပြလိုက်ပြီပေါ့เนาะဆိုတော့โอเคအဲ့ဒီမှာကြောပြပြလာပြီဆိုပေမဲ့ကျွန်တော်တို့ဒီဘာတွေလဲပေါ့နော်မသိမှာဆိုတော့ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့အခုဒီ Java မှာပေါ့နော် Java သင်တဲ့အခါမှာအသုံးပြုမယ် IntelliJ IDEA နော် Android application တွေရေးဖို့အတွက် Android Studio နော်ကျွန်တော်တို့ဒီမှာ Web Strong ကျွန်တော်တို့ PHP Strong နော် PyCharm Data Grid ပေါ့နော်ဆိုတော့ပြီး Eclipse တို့ Node.js တို့ပေါ့နော် โอเคဒီတည်းကဒီတည်းကကျွန်တော် ID တော်များများကျွန်တော်သုံးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်က Android developer ဖြစ်တယ်ပြီးတော့ကျွန်တော်ကဒီ Kotlin programming တို့နော် Java တို့ဆိုရင်ကျွန်တော်ကဒီ IntelliJ IDE ကိုသုံးပြီးတော့သင်ပြပေးတယ်အာပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ web ရေးမှဆိုကျွန်တော်က web strong နဲ့ပဲရေးပါတယ်နော်ပြီးတော့နောက်တစ်ခုကကျွန်တော် PHP ရေးတယ်ဆိုရင်ကျွန်တော်က PHP strong နဲ့ရေးပါတယ်အာနောက်ပြီးတော့ကျွန်တော်အာဒီ Python လုပ်တယ်ဆိုရင် Python နဲ့ပဲရေးပါတယ်နော်ဒါကြောင့်ကျွန်တော် SQL လို့ပါလို့သုံးတဲ့အခါမှာကျွန်တော်တို့ data grid ကိုသုံးပါတယ်နော် ဆိုတော့ဒီအနောက်ကနှစ်ခုကကျွန်တော်မသုံးဖြစ်ပါဘူးဒါပေမဲ့ဒါလိုရမယ်ရထည့်ထားပါဘောနော် Okay eclin နဲ့ nabin နဲ့ပါသူတို့ကလည်း java id တွေဖြစ်ပါတယ်ဒါတွေက java id တွေမဟုတ်ပါဘူး Okay ဆိုတော့ကျွန်တော်ပြမှာပါဘောနော်ဆိုတော့ဒီမှာတော့ဟိုဒီကျွန်တော်ရဲ့ဒီ screen ကိုနော်ကြည့်လိုက်မှာဆိုရင်ကျွန်တော်ဒီမှာ id တွေအများကြီးရှိပါတယ်ဆိုတော့ဒီတစ်ခုကပေါ့နော်ဆိုတော့ဒါလေးကကျွန်တော်တို့ဒါ java ရေးဖို့အတွက်ဒါကတော့ php ရေးဖို့အတွက်ဒါကတော့ကျွန်တော်တို့အာ java script တို့ html css တို့ tailwind တို့ react js တို့စသဖြင့်ပေါ့နော်ဒါရေးဖို့ပါ ဒီဘက်ကတော့ကျွန်တော်တို့ Java ကိုကျွန်တော် Spring Framework ပေါ့နော်ဆိုတော့ကျွန်တော်အရှိတ်သင်ခန်းစာမှာကျွန်တော် main set ပေးခဲ့တယ်ကျွန်တော်ကတကယ် Java developer တကယ်လုပ်မယ်နော်ဆိုတော့ကျွန်တော်တို့ဥပမာ band name မှာအလုပ်လုပ်မယ်ဆိုရင်ကျွန်တော်ကဒါဒီပဲသုံးတာပေါ့နော်ဆိုတော့ project အကြီးကြီးတွေကိုင်းနေ security မြင့်တဲ့ project တွေကိုင်းနေဆိုရင်ကျွန်တော်တို့ကဒီဟို ultimate ကိုသုံးတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ Python ပေါ့နော်အာ Python ကတော့ဒီအတိုင်းပဲနေရာတော်များများမှာသုံးလို့ရတယ်သုံးလို့ရအောင်လည်းဒီမှာလုပ်ပေးထားတယ်နော် Python နဲ့ပတ်သက်တဲ့မြန်အလုံးမှန်တဲ့မြန်လုံးလို့ရအောင်လို့ကျွန်တော်ဒီ Python channel မှာ fan တိပေးထားပါတယ်နော်ကျွန်တော်ကဒီမှာ version နှစ်ခုဖြစ်နေမှာနော်ကျွန်တော် version နှစ်ခုတောင်းထားလို့ပါ Okay နောက်တစ်ခုကကျွန်တော် data grid ပေါ့နော်ကျွန်တော်တို့ဟို SQL နဲ့ပတ်သက်တဲ့အဲနေပညာရေးအတုံးလုပ်ချင်တယ်ဆိုရင်ကျွန်တော် data grid ကိုသုံးပါတယ်နော်ဒီ course တက်မှာကျွန်တော်ထည့်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်နောက်တစ်ခုက cursor ပါဒါကတော့ all in one ပေါ့နော်ဆိုတော့ဘယ် project ပဲလာလာလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့နေပညာကကျွန်တော်တို့ AI နဲ့ data ရိုက်ချိတ်ဆက်ထားပြီးတော့လုပ်လို့ရအောင်နော် ဲ့အခုဒီကောင်းလေးမှာရော AI နဲ့လုံးလုံးမရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ cost cost ရှိရမနော် cost က a little bit နည်းနည်းပိုများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအာဒီကာဆာကိုသုံးကြရပါတော့ကျွန်တော်ကမသုံးပြစ်ပါဘူးဒီတိုင်းပဲတိလာရအနေနဲ့ပဲကျွန်တော်သုံးတာပါနော်ဆိုတော့ကျွန်တော်ကကျွန်တော်ကတော့ကျွန်တော်တခုခုလုပ်မယ်ဆိုရင်ဥပမာကျွန်တော် Android ရေးမှာလားကျွန်တော်ကျွန်တော်သုံးတဲ့ Android Studio ပဲသုံးတယ်နော်ကျွန်တော် Wasteround ရေးဟာကျွန်တော် Web Development Project ရေးမှာနော် Wasteround ပဲသုံးတယ်စသဖြင့်ပါနော်အဲကျွန်တော်ဆိုင်ရာဆိုင်ရာ application ကိုကျွန်တော်သုံးတယ်ပေါ့နော်။ Okay. ကျွန်တော် IDE တွေအားသာချက်ကပါလဲဆိုတော့ကျွန်တော်တို့ကဟိုသူကတစ်ခုချင်းစီကို special type လုပ်ပေးထားတယ်။ဥပမာကိုကဟို Android developer ဆိုရင် Android ရေးဖို့အတွက်ပဲတီးတက်ပေါ့နော်။ဒီနေရာကိုသုံးမယ်ဆိုတော့ဒါ Android ရေးဖို့ပဲ။ဒါဥပမာကျွန်တော်ဥပမာ React JS ရေးကျင်တယ် web application ရေးကျင်တယ်ကျွန်တော် web strong ပဲသုံးမယ်နော်။ backend ရေးကျင်တယ်နော် PHP နဲ့ရေးမယ်ဒါကျွန်တော်တို့ py py PHP strong ရှိတယ်နော်စသဖြင့်ပေါ့နော်။ကိုကဘာလုပ်မှာလဲကိုလုံးမဲ့အရာအတွက်ကျွန်တော်တီးတက် special type လုပ်ပေးထားတယ်။ ဥပမာထားပါကျွန်တော်ပြောဥပမာဗျာအေးဆန်ပြောပြအောင်ဥပမာကျွန်တော်က Photoshop လုပ်ချင်တယ် Photoshop လောက်ဥပမာထားပါကျွန်တော်ဓာတ်ပုံပြင်ချင်တယ်နော်ဓာတ်ပုံပြင်ချင်တယ်ဓာတ်ပုံကျွန်တော်က manipulation တွေလုပ်ချင်တယ် manipulate တွေလုပ်ချင်တယ်နော်အပြင်ကျွန်တော်တို့ဥပမာ cover photo တွေဆွဲချင်တယ်နောက်မှ movie poster တွေဆွဲချင်တယ်ဒါတွေဆိုရင်ကျွန်တော်တို့က Photoshop နဲ့ကျွန်တော်ဆွဲလို့ရဟုတ်တယ်ဆိုတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီမှာဟိုအာကျွန်တော်တို့ကအာ animation လေးဆွဲချင်တယ်နော် 3D cartoon တွေဆွဲချင်တယ်ပြီးတော့မှ mascot တွေ เนาะကျွန်တော်ခြိပြီးအတို့ပါအဲ့လိုမျိုးကျွန်တော်လုပ်ချင်တယ်ဒါဆိုရင်တော့ကျွန်တော်တို့က Photoshop နဲ့လုပ်နေလို့အဆင်မပြေတော့ဟုတ်တယ်မဟုတ်လားကျွန်တော်တို့ကအဲ့လိုမျိုး illustration တွေအသေးစိတ်တွေလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့က Adobe Illustrator ပဲသုံးရအောင်အဲ့လိုမျိုးပဲကျွန်တော်တို့က Photoshop ဟာကျွန်တော်တို့ video editing လုပ်ချင်တယ်ဘာသုံးမှာလဲ Adobe Premiere Pro ပဲသုံးမှာ video editing လုပ်ချင်တာယူကျွန်တော်ကကျွန်တော် Illustrator သွားသုံးလို့လည်းဘာမှမထူးเนาะစသဖြင့်ပေါ့အဲ့တော့ဟိုပြောရရင်တော့ဒီမှာဆိုရင်လည်းသူဘာသုံးမှာကျွန်တော်တို့ဘာသုံးမှာလဲဘာလို့ကိုလုပ်ချင်တဲ့အရာကိုကျွန်တော်တို့ကစပို့ပေးထားတယ်ပေါ့နော်ဒီကောင်လေးတော့ကျွန်တော်တို့က software လို့ပဲခေါ်တယ်။ဘာပြောရလဲဆိုတော့ကျွန်တော်တို့က သူ့ကိုသုံးပြီးတော့နောက်ထပ် software ထွက်ထပ်ပြီးတော့ထုတ်တာမျိုးမဟုတ်တဲ့အတွက်နော် application တွေထုတ်တာမျိုးမဟုတ်တဲ့အတွက်သူ့ကိုလည်းကျွန်တော်တို့ software လို့ပဲခေါ်ရယ်သူတို့ကြာကျွန်တော် IDU လို့ခေါ်တာဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်တို့ IDU ဆိုတာကျွန်တော်ဥပမာထားပါတော့ Android Studio ကိုသုံးပြီးတော့ကျွန်တော် Android application ဖန်တီးရယ်နော် Android application ဆိုတာလည်းပြောရင်အဲ့ဒီ application မှာထပ်သုံးရတာသုံးရတဲ့သဘောတရားမျိုးပေါ့နော်သူ့ကိုမှာထပ်ပြီးတော့သူအားနေမှာထပ်ပြီးနောက်ထပ်ထပ်ထွက်တယ်ထပ်ထွက်တယ်ပေါ့နော်ဆိုတော့တခြား product တွေထပ်ပြီးထွက်တယ်ဒါမျိုးပြောချင်တာဒီကောင်းလေးကကျတော့သူတွေကနေပြကျွန်တော်တို့က product ထပ်ထွက်တာမဟုတ်ဘူးသူတွေကနေကျွန်တော်တို့က ဒီဗီဒီယိုထွက်လာတယ်သူဆိုသူတည်းကနေပုံထွက်လာတယ်သူဆိုသူတည်းကနေပြကျွန်တော်တို့ကအာဓာတ်ပုံထွက်လာ PNG ဖိုင်တွေထွက်လာတကယ်သူတည်းကဆိုရင်ကျွန်တော်တို့အာကျွန်တော် SVG ဖိုင်တွေထွက်လာပေါ့စသဖြင့်နော်ဆိုတော့ဆိုလိုချင်တာက IDE ဆိုတဲ့သဘောတရားကကျွန်တော်တို့ကတစ်ခုခုကိုကျွန်တော် specialize လုပ်ထားတဲ့အရာမျိုးကျွန်တော်တို့က IDE လို့ခေါ်တယ်နောက်ပြီးတော့ specialize လုပ်ထားတဲ့အပြင်ကိုကျွန်တော်တို့ကဟိုအဲ့ဒီ product ကနေပြီးတော့နောက်ထပ် product တွေထပ်ပြီးထွက်လာနိုင်တဲ့အရာမျိုးကိုကျွန်တော်တို့က IDE လို့ခေါ်တယ်နော် โอเคဆိုတော့ဒါဆိုရင် IDE နဲ့ပတ်သက်ပြီးကျွန်တော်တို့သိသွားပြီးထင်ပါတယ်ဒီ course မှာတော့เนาะကျွန်တော်ဒီမှာတော့အာဒီ Java အတွက်ကျွန်တော် IntelliJ idea community ကိုကျွန်တော်အသုံးချသွားမှာဖြစ်ပါတယ်เนาะဆိုတော့နောက်ထပ်နောက်ထပ် course တွေမှာလည်းကျွန်တော်သူနဲ့ဆိုင်ရဆိုင်ရ tools တွေကိုအာကျွန်တော်တို့ install ဆွဲမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီ tools တွေကိုတခြားသုံးပါโอเคဆိုတော့ကျွန်တော်ဒီနေရာမှာဘာဖြစ်လို့ VS Code ကိုမသုံးတာလဲ VS Code က Java ရေးဖို့အတွက်လုံးဝအဆင်မပြေပါဘူးเนาะโอเคโอเคအဲ့ဒါဆိုကျွန်တော်ပြပါမှာပေါ့เนาะဥပမာထားပါတော့ကျွန်တော်တို့ VS Code လို့ရှိတယ် VS Code ရှိတယ်เนาะကျွန်တော် Java ရေးလို့ရတာเนาะ VS Code ရှိတယ်ပြီးတော့ကျွန်တော် Nabin ရှိတယ် Nabin ရှိတယ်เนาะ Nabin ဆိုတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ Eclipse ဆိုတာရှိတယ်เนาะကျွန်တော်ဘာမှမသုံးတာလေကျွန်တော်အကြောင်းပြချက်တွေအများကြီးရှိပါတယ် VS Code ကကျွန်တော်တို့ all in one all in one သုံးလို့ရတဲ့အဆုံးသုံးနည်းပညာတစ်ခုဖြစ်တယ် editor တစ်ခုဖြစ်တယ်ဗောနော် code editor ဖြစ်တယ်သူကအဆုံးသုံးလုပ်တာဖြစ်တဲ့အတွက်သူက specialize လုပ်ထားတာမျိုးမဟုတ်ဘူးဥပမာ java ရေးဖို့เนาะ JavaScript ရေးဖို့အဲ့လိုတင်းတန့်ရည်ရွယ်ချက်သူ့မှာမရှိဘူးသူကဘာလာလာရတယ်ပြောရရင်ဘာနဲ့အတူတူပဲဆိုတော့ခုနကျွန်တော်ပြခဲ့တယ်ဒီ cursor နဲ့အတူတူပဲနော်ဆိုတော့သူကဘာလာလာ down တယ်ပေါ့နော်ဆိုတော့အဲ့တော့ဘာလာလာလုံးတယ်ဆိုရဲအရာဘူးသူကဘယ်တော့မှမကောင်းပါဘူးပြောရရင်တော့တစ်ခုရဲ့အတွက်မကောင်းဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကမသုံးပါဘူးနော်နောက်တစ်ခု nabins nabins ကကြတော့ကျွန်တော်ကကျွန်တော်စပြီးတော့ဒီ java programming စလုပ်တဲ့ကမသုံးဖြစ်ဘူးနောက်တစ်ခုဘာကြောင့်လဲဆိုတော့ကျွန်တော် UI ကိုတိတ်မကြိုက်ဘူးပေါ့နော်ဥပမာကျွန်တော်ဒါပါကျွန်တော် nabins ရဲ့ဒီ ကျွန်တော်တို့ကိုယ်ရေးရတဲ့ UI ကိုကျွန်တော်မကြိုက်ဘူးနော်ဆိုတော့အဲ့လိုပဲကျွန်တော် eclipse ပေါ့နော် eclipse ကိုလည်းအဲ့ဒီအတိုင်းပဲကျွန်တော်သူ့ကိုကိုယ်ရေးရတဲ့အာ sorry eclipse ID ပေါ့နော် okay eclipse ID ကိုလည်းကျွန်တော်မကြိုက်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ကိုယ်ရေးရတဲ့ user interface ကမကောင်း user တယောက်အတွက်မကောင်းဘူးပြီးတော့သူ့ရဲ့ performance ကနှေးရတယ်သူ့ကျွန်တော်တို့ခံစားရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ GUI ပေါ့နော် graphical user interface ကမကောင်းဘူးဖြစ်တဲ့အတွက်ကျွန်တော်ကဒီတုံးရတာကျွန်တော်အတွက်ကမကြိုက်ဘူးလို့ကျွန်တော်ခန်းစားရပါတော့ဒါကြောင့်မလို့မတုံးပါဘူး ကျွန်တော်အကယ်၍အကြောင်းသားတွေကတုံးမယ်လို့စိတ်ကူးထားတယ်ဆိုရင်မေ့လိုက်ပါမတုံးပါနဲ့เนาะကျွန်တော်က recommend မပေးဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဥပမာ intelligent idea ကိုတုံးလို့အဥပမာကျွန်တော်ကုတ်တလုံးကိုပို့ပြီးနားလဲသွားတဲ့အချိန်မှာเนาะကျွန်တော်တို့ဒီ NetBeans တို့ Eaglet တို့ကိုတုံးတဲ့သူတွေကနောက်မှာနောက်ောက်ကြကြံပြီးတော့ကြံခဲ့မှာပါအပြင်ဒီမှာကျွန်တော်တို့ AI ကိုလည်းတင်းတင်းချာချာစပို့ပေးထားတာဖြစ်တဲ့အတွက်အကျွန်တော် ID ID ကိုပဲတုံးနေချင်တာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီ ID ဆိုတာဘာလဲဆိုတော့ပထမဆုံးအနေနဲ့သိသွားပြီးထင်ပါတယ်